ါလီဗာပူးအသင်းအတွက်ကတော့ဗျာဒါလိကလည်း၃ဘွဲ့ဆက်ရှုံးထားတယ်အဲ့မှာအဝေးကွင်းမှာလည်း၂ဘွဲ့ဆက်ပါဝါဆန်ကဘာလို့မှဒါဘရန်ဖို့ရဲ့နောက်တန်းကိုမချိန်ချောင်းနိုင်ဘူးဒါဘရန်ဖို့ကအဲ့မှာအပွဲမှာကောင်းသွားတယ်အခုပွဲမှာကောင်းလာနိုင်ပါမလားဒီကောင်ဒီသင်ခွဲတင်နေနဲ့ရှုံးထားတာရောဒီဂျိုင်းမှာတော့နိုင်ရဲ့တယ်ပေါ့နော် โอเคနောက်ထပ်ဆွေးနွေးသုံးသပ်ပေးမယ်ပွဲစဉ်တစ်ပွဲကတော့စနေညကြီးပိုင်းမှာကစားမယ်เนาะကျွန်တော်တို့ Grandpool နဲ့ Liverpool အတင်းရဲ့ပွဲစဉ်ပေါ့เนาะဒါ Liverpool အတင်းအတွက်ကတော့ဗျာဒါ League ကလည်း၃ပွဲဆက်ရှုံးထားတယ်အဲ့မှာအဝေးကွင်းမှာလည်း၂ပွဲဆက်ပါတယ်ပေါ့เนาะအဲ့တော့ Champion League မှာတော့ဒါ Liverpool ရဲ့တိုက်စစ်ကိုအားလုံးနဲ့မြင်တွေ့ကြရမှာပါ5-1နဲ့ Frankfurt ကိုအဝေးကွင်းမှာလည်းဟိုနိုင်ခဲ့တာဆိုတော့လေသူ့ရဲ့အဝေးကွင်း League ၂ပွဲဆက်ရှုံးထားတဲ့ဟာကိုတော့ဒီအခုဟိုဟာဥရောပမြေမှာအဝေးကွင်းမှာတော့ပြန်တိုက်ခါဆင်နိုင်တဲ့အနေအထားမျိုးတော့ရှိတာပေါ့เนาะတစ်ဖက်က Brentford ကလည်းတော်တော်များများကစားအား ကောင်းနေတဲ့အတင်းဖြစ်ပါတယ်နော်ဒါ Brandford အတွက်ကတော့ဒါဟိုအိမ်ခွင်းမှာပဲဒါအတင်းကြီးနဲ့တွေ့တာသုံးပွဲသက်တွေ့ဆုံမှုပါပဲရှေ့မှာသူက Man United နဲ့ပြီးတော့ Man City ကိုရှုံးမယ်အခုဟိုက Liverpool နဲ့ဆိုတော့လေအဲ့တော့ Brandford ကသာအကောင်းနေတဲ့အချိန်မှာဒါနိုင်ပွဲ League ပွဲ League မှာနိုင်ပွဲမဖြစ်နေပြန်လို့အပ်နေတဲ့ Liverpool တို့လွယ်မလားပေါ့နော်အစင်လာမှာတော့ဒါနောက်သုံး၅ချိန်ဇက်တိုက်လောက်က Liverpool ကို Brandford ကရှုံးထားတယ်အဲ့အနေအထားမျိုးရဲ့အားတာချက်ကတော့ Liverpool မှာရှိနေတယ်နောက်တစ်ချက်ကတော့ဒါ Brandford ရဲ့ ကစားအကောင်းနေတဲ့အချိန်မှာတိုက်စစ်ကလည်းနောက်ဆုံး၉ပွဲမှာဂိုးမသိနိုင်တဲ့ပွဲက brand ဖို့ပါလေ man city နဲ့ပွဲတစ်ပွဲပဲရှိတော့တွေ့ရတော့ကျွန်တော်ဒီပွဲစဉ်ကဒီပါဘူးကိုလည်းကျွန်တော်အားပေးခြင်းပါကောင်းပါကျွန်တော်အနေနဲ့တော့ဒီပွဲစဉ်ကနှစ်ဖက်ဒီ twin goal လေးများမြူးပြီးတော့သုံးဂိုးအထွက်များသွားမလားပေါ့နော်ကျွန်တော်လည်းအဲ့လိုမျိုးဘက်ကိုတော့အားတာလေဆရာတို့ရဲ့အမြင်လေးတွေတစ်ချက်တော့ဟုတ်ဒီပါဘူးကတော့ frankfurt ကိုနိုင်သွားတဲ့ပွဲမှာဆိုရင်ဒါကဆလော့ကသူ့ PR တွေပြေလျှော့ဖို့အတွက်ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာသူ့ရဲ့အရင်သူ့အကြိုက်ဆုံးကစားကွက်ဖြစ်တဲ့4231ကိုသူမသုံးတော့ မတုံးတော့ဘဲနဲ့သူဖူဖူတို့တုံးတယ်အဲ isn't a egitiki တခါရဲ့တွဲဖက်ပြီးတော့ရှေ့တန်းမှာပေါ်ထုတ်လာတော့သူတွေ့ရတယ်နော် egitiki ရော900ဝါ isos ကအဲ့ပွဲမှာလည်းခြေစွမ်းတိတ်မပြနိုင်ဆိုတော့သူအနေနဲ့ isos ကိုသူပွဲတွန်းနိုင်အောင်သာသူထုတ်ထုတ်တုံးနေတာ isos ကလည်းလေဘာဘူးတင်းနဲ့အံဝင်သေးဘူးပေါ့နော်ဟုတ်ဆယ်ဒါပေမဲ့လည်းအဲ့လေဘာဘူးတိုက်စစ်ကအာဖရန့်ဖန်ရဲ့ပွဲမှာဆိုရင်242ကစားကွက်မှာတော်တော်လေးအံဝင်ကစားပြီးတော့ဟာဂိုးဂိုးဘောက် ဒါတဲ့ on target ဆိုရင်တော့14ချိန်လောက်တော့ရှိပြီဆိုတော့တွေ့ရတယ်အဖရန့်ဖတ်ကလီဗာပူးကိုပေါ့တစ်ချိန်ပဲချိန်ချောင်းနိုင်တာမျိုးရှိရှိခဲ့ရဆိုတော့သူ့အနေနဲ့ဒီအခုပွဲမှာလည်းဒါအဝေးခွင်းပွဲစဉ်လည်းဖြစ်တယ်ဒါ Bradford ရဲ့အိမ်ခွင်းမှာသွားကစားရမယ်အဝေးခွင်းပွဲစဉ်လည်းဖြစ်တော့4231ကိုပြန်သုံးမလား442ကိုသုံးမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်နောက်တစ်ခုကသူကဟို Bradford ကိုသူကနောက်ဆုံး9ချိန်ဆက်နိုင်နိုင်နားရမှာ၄ချိန်ကိုပြတ်တာ အဲနောက်ဆုံးချစ်ချိန်ဆက်တိုက်လေ Brandford ကိုသူလေဘောင်တိုက်ဆက်ကဂိုးသွင်းလာနိုင်တယ်ဆိုတော့ Brandford ကိုပြန်ကြည့်မယ်ဆိုရင်တော့ Brandford ကနောက်ဆုံးကစားခဲ့တဲ့ဒါ Watson နဲ့ပွဲပေါ့ဆိုတော့ကျွန်တော်တို့ကတော့ဒါ Nuno Santo ရဲ့ပထမဆုံးအိမ်ဝင်ပွဲပဲဆိုပြီးတော့ Watson ကြီးပြတ်ပြင်းတယ်ပထမဆုံးအိမ်ဝင်ပွဲပဲဆိုပြီးတော့ Watson အာအဆောက်အလေးပေးမှုလေတော်တော်လေးပါလာတော့မှကျွန်တော်တို့က Watson ယူ ပေးခဲ့မိတယ်ဗောနော်တကယ်တမ်းမှာအဲ့ပွဲမှာ Brentford ကစားသွားတာတော်တော်ကောင်းတယ်သူ့ရဲ့ league အဝေးခွင့်နိုင်ပွဲလည်းသူရသွားဒါ Shardy ရို့ဒါတီယာဂိုလို့ဆိုတော့တော်တော်ချစ်စွမ်းကောင်းကောင်းနဲ့ Damscus တို့နဲ့တော်တော်ချစ်စွမ်းကောင်းကောင်းနဲ့ Tactics ပိုင်းကကစားသွားနိုင်တာတွေ့ရတယ်ဒါကြောင့်ဒါဆာဆန်ပြောသလိုဂိုးအပြန့်လည်းသူကိုဒီကလည်းတက်လာနိုင်တယ်ဒါပေမဲ့ Liverpool ကသူ Chelsea ဒါ Man U ဒါဒီဘက်ပိုင်း Crystal Palace ကိုသူရှုံးသွားတယ်ဆိုတော့သူ၃ပွဲရှုံးသွားတယ်ဆိုတော့အနေထားမှာသူ့အနေနဲ့အမြန်ဆုံးပြန်လို့တော့ဘောလည်းလို့ ။ဘရန်ဖို့ကလည်းသူ့အနေနဲ့အစင်လာဘက်မှာလည်းအားတောင်း။နောက်တိုက်စစ်ပိုင်းမှာလည်းခုနကပြောသူနောက်တန်းကစားသမားတွေကဖရန့်ဖက်နဲ့ပွဲမှာဂိုးတွေသွင်းသွားတယ်ဆိုပေမဲ့ဒီဒီပရမောဆုံးပွဲဥတော်မှာဆောင်းလာကိုချန်ပြီးတော့442တဲ့အဲကစားသွားတဲ့ပုံစံကလည်းဒါမစိုးဘူးပြောရမှာဒါဆောင်းလာကိုလည်းလည်းပြန်အချိန်ပေးတဲ့ဆောင်းလာကိုပြန်အောင်ကိုနေတာကို short short ချတာအဲပုံစံကိုသုံးလာပြီးတော့ဒါဘရန်ဖို့ကြတော့ဒီလိုသေးပြီးတိတ်ပြီးတော့ဖြည့်စွမ်းမခိုက်ပါဘူးတို့ရဒီပွဲမှာရန်ကုန် ။နောက်ဝင်ရရင်ညံ့သွားပြန်အောင်ခက်စားညံ့သွားပြန်အောင်အဲ့လိုမျိုးတွေပေါ့။ဝါဆန်ကဘာလို့မှတော့ Brentford ရဲ့နောက်တန်းကိုမချိန်ချောင်းနိုင်ခဲ့ဘူး။တော်တော်လေးကိုမချိန်ချောင်းနိုင်ခဲ့ဘူး။ဒါ Brentford ကအဲ့မှာအပွဲမှာကောင်းသွားတယ်။အခုပွဲမှာကောင်းလာနိုင်ပါ့မလား။ဟော Liverpool ရဲ့အပတ်မှာပြန်ကြည့်မယ်ဆိုရင်တော့ Liverpool ကဒါ London မြို့ကိုအခုသွားတာသွားခဲ့နောက်ဆုံးသွားခဲ့တဲ့၄ချိန်ဆက်လိုက်လို့သူရှုံးတော့သူရစံကြောက်တော့၅ချိန်ဆက်လိုက်ရှုံးမှုရစံကြောက်ဒါတော့တော်တော်ကြာပါပြီလွန်ခဲ့တဲ့1900လောက်ကကိစ္စတွေဆိုတော့ တော်ဒါလည်းမြေမာလေးလေဘကူကရုံးကန်ရတာခရစ်စတဘဲလို့ဆိုလဲဒါသူရှုံးသွားတယ်တော်ဟိုချဲစီကိုလည်းသူရှုံးသွားတယ်ဆိုတော့အဲ့လိုမျိုးလေးတွေသူရှိဆိုတော့ဒီဘွဲမှာအပြန်လန်သွင်းကိုပိုင်းကိုရှိနေပြီပဲကျွန်တော်ကလေဘကူရမဖြစ်မနေနိုင်ပွဲရောက်ယူမှုနဲ့ကစားသွားအပြောင်းလဲနေတဲ့ slot ကောင်းဆုံးပွဲထွက်လာပြီးတော့အားနည်းနေတဲ့ Brentford နောက်တန်းကိုပြားပြပြအနိုင်ရယူသွားမယ်လို့တော့ဟုတ်ဆရာရဲနေလားတက်ခုနကတော့ဟို Brentford ကိုအတင်းမျိုးပါ တကွဲနဲ့တကွဲပေါ့နော်အဲ့လိုမျိုးခြေတန်းနေနေမျိုးလာနေဟုတ်ပါဘူး။ဟောညီရအဲ့လိုပြတ်ထမှာလောကလုံးကောင်းလာတယ်အတင်းလိုက်တော့ကောင်းလာဘူးမှန်နေမဲ့ဒီသူ့တကွဲနိုင်ကြီးရမယ်သူကပြန်ရှောင်းဝင်ရှောင်းဝင်ရှောင်းဝင်ဒီတန်းအမေမဲ့ကျွန်တော်ဒီ graph ဝင်တကွဲအောင်လူဝဲကြောက်ပြန်ကလန်တော်ကြောက်တကွဲအခုလွယ်နိုင်ပြီးရမှာပြန်ရှောင်းနေတဲ့ပုံစံမျိုးရှိရဲတကွဲနဲ့တကွဲခြေတန်းပြင်ရဦးမှန်ကဘူးက brand ကနည်းနည်းလေးကိုဖက်ခဲနေတော့တက်ပြီးရလေဘူးတော့ကတော့ပြန်ကြည့်မယ်ဆိုရင်လေဘူးဒီတိုင်းကွဲတဲ့နေနဲ့ရှောင်းထားတာရောဒီဈာရမှာတော့နိုင်ရဲ့တယ်ပေါ့နော်ဒါပေမဲ့ ဒီပွဲတွေအနေနဲ့ဒီပွဲပြီးရင်လာမဲ့ပွဲတွေနဲ့နောက်လာမယ့်ချန်ပီယံလိပွဲတွေမှာအသင်းကောင်းတွေပွဲချက်ကာလတွေနဲ့ဒီနေဆိုင်ရမယ်နေကဒီနေသားမျိုးမှာတော့ကျွန်တော်ထင်တာဘန်ပူဘန်ပူလို့တင်းမျိုးကိုဒီနေ့ပွဲတွေမှာနိုင်တဲ့နေထင်တယ်ပြီးတော့ကျွန်တော်ရဲ့ဒီနေပွဲတွေအနေနဲ့တုံးပတ်သက်မရှုံးနိုင်တဲ့ပုံစံမျိုးကိုကျွန်တော်ပုံပြီးတော့ပြောကြတယ်ကျွန်တော်ကတော့ဘူးပဲတိုက်ဟုတ်ကဲ့ဒါဆိုကျွန်တော်တို့စနေညရဲ့ညကြီးပိုင်းပွဲစဉ်ပွဲတစ်ပွဲဖြစ်တဲ့ဘန်ပူနဲ့ဒီပါပူရဲ့အနေထားမှာတော့ကျွန်တော်တို့ ဟိုလီဗာပူးကိုလည်းကျွန်တော်တို့အားပေးတင်နေကျွန်တော်ကတော့ဒီနှစ်ဖက်အပြန်အလှန်အတွင်းကိုသုံးလုံးအထက်လောက်မြင်နိုင်တဲ့ဘက်ကလည်းဂျမ်းကလည်းဟိုအလေးပေးမှုအောင်နိုင်ကြရင်94ကျော်လောက်ရှိတယ်တက်တက်တက်ရကန်ကျော်လောက်ရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဟိုမြူးမဲ့ဘက်ကိုလည်းထပ်ပြီးတော့ reach ချပေးလိုက်ပါတယ်အားလုံးပဲအောင်မြင်ပါစေ